ါ့เนาะကျွန်တော်အဲ့မှာရောက်ရှိနေပြီးတော့မှ JD စော်ဘွားတွေအရင်ကတုံးခဲ့တဲ့တော်ဝင် JD စော်ဘွားဒါကိုကျွန်တော်တို့အတုံးပြုပုံအတုံးပြုနီအတုံးဝင်ပုံကိုကျွန်တော်တို့တင်ပြมาဖြစ်ပါတယ်ကျွန်တော်တို့အခုတော်ဝင်ဒါလမ်းကြောင်းကိုလမ်းကြောင်းကိုကျွန်တော်အ ਨੇ ချင်းပြောပြมาဖြစ်ပါတယ်ဒီတော်ဝင်ဒါလမ်းကြောင်းကိုလမ်းကြောင်းဟာဆိုလို့ရှိရင်ကျွန်တော်တို့ရှမ်းလူမျိုးတို့မှာ အရင်ကတုံးခဲ့ပြီးပျော့ပျော့ပြောင်ပြောင်နှဲ့နေနောင်နောင်နဲ့အတိုက်အခိုက်တွေကိုအတုံးပြုခဲ့တာဖြစ်ပါတယ်။ဒါကြောင့်မို့လို့ဒီတော်ဝင်သားဆိုလို့ရှိရင်ကျွန်တော်ပထမလမ်းကြောင်းအနေနဲ့ပင့်ဇလွယ်နဲ့ကျွန်တော်တို့စတင်ပြီးတော့ပြမှာဖြစ်ပါတယ်။ပင့်ဇလွယ်ဖြစ်ပါတယ်။ဒီပင့်ဇလွယ်ပြီးလို့ရှိရင်ကျွန်တော်တွက်ဇလွယ်ထပ်ပြမှာဖြစ်ပါတယ်။ဒါတော့တွက်ဆလွယ်ဖြစ်ပါတယ်။ဒါပြီးလို့ရှိရင်ကျွန်တော်တို့ပိုင်းဆလွယ်ဖြစ်ပါတယ်။ပိုင်းဆလွယ်ကိုပြမှာပါ။ပိုင်းဆလွယ်ပြီးရင်ကျွန်တော်တို့ဖြတ်ဆလွယ်နဲ့ကျွန်တော်ထပ်ပြမှာဖြစ်ပါတယ်။ ချက်ဆွဲလေးပြည့်ကျွန်တော်မိုးထားလာပါမယ်မိုးထားပြီးကျွန်တော်ပိုင်းထားလာပါမှာပိုင်းထားပြီးကျွန်တော်တို့ထိုးထားလာပါမယ်ထိုးထားပြီးခုတ်ထားလာပါမယ်ခုတ်တာပြင်ကျွန်တော်ပတ်သားလာပါမယ်။ဒါကျွန်တော်တို့ရှမ်းကြီးတိုင်းရှမ်းကြီးရှမ်းရိုးရာ တိုင်းကွက်အခြေခံတိုင်းကွက်ကိုဓာတ်ွားကိုလန်းဖြစ်ပါတယ်ကျွန်တော်ဒီဓာတ်ွားအခြေခံဒီကိုဓာတ်ွားလန်းကြောင်းကိုလန်းကြောင်းနဲ့အတူကျွန်တော်တို့နှစ်ကွက်နဲ့အခြေခံပြီးတော့မှကျွန်တော်တို့လေးခြင်းနဲ့ကျွန်တော်တို့ဆော့ရွားပြမှာဖြစ်ပါတယ်နှစ်ကွက်ဆိုတော့ကျွန်တော်ရှမ်းလိုရစ်ပြန်ဆောင်ခုစေဟုတ်တယ်လင်းစုံတန်းစီဟုခါပါ အဲ့ဒါကျွန်တော်တို့ခုမိဘပြည်သူများကျွန်တော်တို့ရှမ်းတော်ဝင်သားကိုအတုံးပြုပုံအတုံးပြုနီးနဲ့ဘယ်လိုမျိုးအတုံးဝင်နေဆိုတာကိုမိဘပြည်သူများတွေ့မြင်ကြရမှာဖြစ်ပါတယ်။ ဆောင်တာ GD ဟောဆောင်တာကိုကျွန်တော်တို့ဒါလန်ကျောင်းကိုလန်ကျောင်းနဲ့ကျွန်တော်တို့အနည်းကပြတော့မှာဖြစ်ပါတယ်ကျွန်တော်မိဘပြည်သူများကြည့်ရှုခန်းစားကြည့်ကြပါခင်ဗျာအားရှိပါဘီ ုงคาเฮาคามเลียวเตลัดเนลองตังกองคมคาวากองคมไตเฮาคาวาอารมณ์แม่มิงลาบาจนอคูจนอโลชันตายินดาริอดงปิวเดโอซีกองคมโซเดโอซีโอจนอဒီပြမှာဖြစ်ပါတယ်ကျွန်တော်ဒီရှမ်းဦးစီးရဆိုလို့ရှိရင်အရှိ3ပေခွဲရှိပြီးတော့မှမျက်နှာပြင်ဟာ73လက်မရှိပါတယ်ဒီဦးစီးကိုကျွန်တော်ရှမ်းတိုင်းရင်းသားလေဟာအတုံးပြုတ်ရမယ်ဆိုတာကိုအတုံးမပြုတ်ဘဲ မိမိပျောက်ပျောက်နဲ့ကြကြလေးအမျိုးမင်းပျောက်ပြီးတော့မှဒေမျိုးမြတ်ဒေမျိုးပျောက်ွယ်နေတဲ့ရှောင်းရှောင်းဥစည်းဖြစ်ပါတယ်ဒီရှောင်းဥစည်းရာဆိုလို့ရှိရင်ကျွန်တော်တို့ရှမ်းတိုင်းရင်းသားလေးမင်္ဂလာယူပြီးတော့မှတီးကြပါတယ်နောက်ကျွန်တော်တို့ဂုံရှမ်းမြောက်ပိုင်းရှမ်းနောက်အင်းရှင်မများအတင်းဆိုမှဒီအိုးစီကိုသူတို့တီးကြပါတယ်သူတို့ကဆိုလို့ရှိရင်လည်းပဲဒီအိုးစီကိုကျွန်တော်တို့ဟိုထုတဲ့အတန်အတီးထုတဲ့ မောင်းတန်နဲ့တို့တီးကြပါတယ်ဒါပေမဲ့ဒီအိုးစီကိုကျွန်တော်ပတ်စာထည့်ပြီးမှတီးမယ်ဆိုလို့ရှိရင်လည်းကျွန်တော်ရှမ်းတိုင်းရင်းသားတို့တီးနေတဲ့ကွန်ကွန်ဆိုတဲ့ရှမ်းကွန်ကွန်ယောက်ဆိုတဲ့ရှောင်းအိုးစီကြီးနဲ့အတူတူပဲဖြစ်ပါတယ်ဒီအိုးစီကိုတီးမယ်ဆိုလို့ရှိရင်ကျွန်တော်ရှမ်းအိုးစီကြီးနဲ့အလားတန်တူပြီးကျွန်တော်ရှမ်းတိုင်းရတော့အတုံးမပြူတဲ့မိမိပြပြောင်းနဲ့ထားနေတဲ့အိုးစီဖြစ်ပါလေ။ဒါကြောင့်မို့ဒီအိုးစီကိုကျွန်တော်ပြန်ပြီးတော့ပြန်လဲဖော်ထုတ်ခြင်းဖြစ်ပါလေ။ဒီအိုးစီကိုကျွန်တော်ရှမ်းလို့ကွန်ခွမ်လို့ခေါ်ပါရယ်။ဒီအိုးစီကိုကျွန်တော်မိဘပြည်သူများ 你我是也了，那个勘察记者吧，怎么样？<music> ောပြပေးမှာကတော့ကျွန်တော်တို့ရှမ်းတိုင်းဒေသမှာရှမ်းအိုးစီ70မျိုးရှိတဲ့အထက်မှာဒီရှမ်းအိုးစီ70 70မျိုးမှာကျွန်တော်တို့ရှမ်းအိုးစီကိုကျွန်တော်ရှမ်းတိုင်းဒေသရှမ်းအိုးစီချစ်ခင်တော်မိဘပြည်သူများကျွန်တော်ကျွန်တော်မျိုးဆက်တဲ့လူငယ်လေးများလည်းဒီရှမ်းအိုးစီကိုဘယ်လိုမျိုးတည်ရမလဲဆိုတာကိုတည်သွားအောင်ရယ်နောက်တာကျွန်တော်တို့ရှမ်းအိုးစီဝါသနာရှင်များကိုလည်းလိုက်ပြီးတော့တည်တတ်အောင်ဆိုတဲ့ရည်ရွယ်ချက်နဲ့ကျွန်တော်နည်းနည်းလေးကျွန်တော် လုပ်ပြပါမယ်။ဒါကြောင့်မလို့ဒီရှမ်းဦးစီကိုကျွန်တော်တို့ပုဒ္ဒဘာသာလေးဖြစ်တဲ့နီးတူကျွန်တော်တို့ကဆိုလို့ရှိရင်ဩဃာတကိုကျွန်တော်တို့အကုန်လုံးရကြမှာပါ။ဒါကြောင့်မလို့ဒီဩဃာတကိုရတဲ့လူတွေကဆိုလို့ရှိရင်လည်းဒီဦးစီတီးနီးကိုလိုက်တီးလို့ရှိရင်လည်းတီးတက်မှာပါ။နောက်တစ်ခုဒီဦးစီကိုပြီးမယ်ဆိုလို့ရှိရင်လည်းလက်အနေထားနဲ့အတန်ထွက်တဲ့နေရာမှာကိုကျွန်တော်တို့ထားပြီးမှညှိပြီးမှကျွန်တော်တီးရမှာပါ။ကျွန်တော်အနေငယ်ကျွန်တော်တီးပြပါမယ်။ဩဃာတဩဃာတဆိုပြီးကျွန်တော်တီးပြပါမယ်။ ေဥစာဩဃာတဆိုပြီးတော့ဖြစ်ပါတယ်ပြီးတော့ကာယကံဝစီကံဆိုပြီးမှကျွန်တော်ထပ်တီးရမှာပါဒါဆိုလို့ရှိရင်ဩဃာတဩဃာတဩဃာတကာယကံဝစီကံမနောကံဆိုပြီးတော့တီးတာဖြစ်ပါတယ်။ဒါကြောင့်မလို့ဒီတီးတဲ့ဥစ္စာလေးကိုကျွန်တော်တို့ မျိုးဆက်တဲ့လူငယ်များနဲ့ဇိုးရှမ်းဦးစီချစ်ခင်များညွန်တဲ့လူတွေလိုက်ပြီးတော့ရှင်းလို့ရပါတယ်။ထို့နည်းတူစွာပဲကျွန်တော်တို့ ETP တော်ဘဂဝါရတယ်ဆိုလို့ရှိရင်လည်းတီးလို့ရပါတယ်။ဒီရှမ်းဦးစီတီးတယ်ဆိုတာကလည်းကျွန်တော်တို့ဒီကျွန်တော်တို့ကဒီဖះစာလေးရဲ့ကျွန်တော်ဒီမင်္ဂလာရှက်စာလေးရဲ့ကိုကျွန်တော်တို့မင်္ဂလာ အမီပြုတ်ပြီးမှလိုက်ပြီးတော့တီးကြတာဖြစ်ပါတယ်။ဒါကြောင့်မို့ဒီ OC ဒီနီတီးကွက်လျာဆိုတော့ကျွန်တော်ဖះစာလေးထဲအများကြီးရှိပါတယ်။ဒါကြောင့်မို့ဒါလေးကိုတစ်ချက်ဒီဒီဥစားပါတော့ကျွန်တော်တီးပြမှာဖြစ်ပါတယ်ကျွန်တော်အခုတီးပြမဲ့ဥစားကတော့ ETP တော့ဘဂဝါဖြစ်ပါတယ် ို့နီးတူစွာပဲဒီလက်ကွက်တီးနီးကိုကျွန်တော်ရှောင်းဦးစီတီးနဲ့ရှောင်းစီအရှင်နဲ့တီးပြမှာဖြစ်ပါတယ် ETP တော့ဘဂဝါဆိုတာတီးပြပါမယ်ဒီဥစားကိုကျွန်တော်တို့ OC ပုံမောင်းနဲ့တွဲပြီးမှတီးပြပါမယ် ကြတဲ့မိဘပြည်သူများခင်ဗျာရှေ့ခေတ်များမှာစလို့ရှမ်းပြည်နယ်မှာ nation ဆော်ပွားများကထုံနှန်းစလာမျိုးရိုင်းရာအတိုင်းမိမိတို့ရဲ့နေများအတင်းမှာအရေးရဲ့စီမံအုပ်ချုပ်မှုအာဏာတရားစီရင်မှုအာဏာအခွန်တော်ခန့်ခွဲကောက်ခံမှုအာဏာစတဲ့ကျေပြန့်တဲ့အာဏာများနဲ့ခံစားအုပ်ချုပ်လာခဲ့ရမှာ1959ခုနှစ်မှာတော့ခင်တယ်လိုက်လျော်ညှိထွေတဲ့ပြည်သူ့အုပ်ချုပ်ရေးအာဏာကိုလွှဲပြောင်းပြည့်ရခဲ့ပါတယ် ရှမ်းပြည်နယ်မှာအုတ်ချုံမင်းလုပ်ခဲ့တဲ့စော်ဘွားကြီး33ပါးရှိခဲ့တဲ့အနက်ခြေသည့်စော်ဘွားကြောက်ရွှေမုံကလည်းတပါအပါဝင်ဖြစ်ပါတယ်။မင်းတို့မင်းတရားကြီးကချင်းမြင့်တဲ့ချင်းသည့်တစိ့တော်ကိုရရှိထားခဲ့ခြင်းကစစ်တပ်ရမှာခြေသည့်နယ်ကထူးချွန်ထက်မြက်တဲ့စစ်တီတော်များထပ်ပေါ်လာခဲ့ခြင်းကြောင့်လို့ဆိုပါရယ်ခြေသည့်စော်ဘွားကြီးကြောက်ရွှေမုံကို1908ခုနှစ်ဇူလိုင်လ20ရက်နေ့ကခမဲတော်ခြေသည့်စော်ဘွားကြီးကြောက်ကလူး မေရောကြောင့်နန်းဆွေတို့မှကြည်တီမြို့မှာဖွားမြင်ခဲ့တာဖြစ်ပါတယ်။ဒီအကူသုံးဦးအတွင်းမှာအကြီးဆုံးသားတော်လည်းဖြစ်ပါတယ်။1948ခုနှစ်ဇူလိုင်လ20ရက်နေ့မှာခမဲတော်စောပွားကြီးနှံ့ရွာဆန်းတဲ့အခါသားတော်ကအရရကိုဆက်လက်ခံစားခဲ့ရတာဖြစ်ပါတယ်။1962ခုနှစ်ပိုချုပ်ကြီးညဝင်းအာနာသိန်းစင်ကရှမ်းပြည်နယ်ရှိစော်ဘွားများအထင်းသိမ်းခံရစဉ်ခြေတိစော်ဘွားနဲ့အထင်းသိမ်းခံခဲ့ရပါတယ်။ 1985ခုနှစ်မှာတော့တောင်ကြီးမြို့ရှိကျေးတီဟောင်းမှာပဲဇုံပါသွားခဲ့တာဖြစ်ပါတယ်။ဒီနေ့တော့ကျေးတီစော်ဘွားကြီးကြောက်ရှင်မုံကြီးတဦးတီတော်သားကြောက်ခိဆက်နဲ့တွေ့ဆုံဖြစ်ခဲ့ပါတယ်ခင်ဗျာ။ဦးလေးကကျေးတီစော်ဘွားကြီးဦးစော်ရှင်မုံပေါ့။အဲသူရဲ့သားတဦးတီရဲ့သားဒီကျေးတီမဆာမှာရှိတဲ့ဟောကအဲဒီအဖေမဆုံးခင်သူကဖိုးကြီးကျောင်း လူဝေးပါဆိုတော့မှတော့မှာကြခဲ့တယ်အဲ့ဒီသူမှာကြတဲ့အတိုင်းပဲဦးလေးတို့ကဘုံကြီးကျောင်းအဖြစ်လူတန်းလိုက်ပြီးပြီအဲနောက်ပြီးတော့မှာဒီတောင်ကြီးမှာပဲအခြေချပြီးနေကြတယ်လေအဲကြည်တိမန်ဆာမှာလည်းတွားမနေနိုင်တော့ဘူးဆိုတော့ဒီကြည်တိမန်ဆာရဲ့ဟောအခြေအနေကလည်းဟိုပြရမယ်ဆိုလို့ရှိရင်တော့ဒီဓာတ်ပုံထဲအရာပေါ့လေဒါဆိုလို့ရှိရင်ဒါမူလား ဟော်ကြီးပေါ့ဆိုတော့ဟော်ရဲ့အနေထားဘယ်လိုတော့ဆိုတော့သူ့မှာလေကား၃ခုရှိတယ်အမမလေကား၃ခုရှိတယ်အလဲတစ်ခုက မင်္ဂလာလေကားလို့ခေါ်တယ်ဆိုတော့မင်္ဂလာအခမ်းအနားကျင်းပတဲ့အချိန်ကြမှာပဲအဲ့ဒီမင်္ဂလာလေကားကိုအသုံးပြုကြတယ်ဂျာတဲ့လေကားနှစ်ဖက်ကြတော့အမြဲတမ်းတော့အတက်ဆင်းရှိတယ်နောက်ဒီဖက်ခမ်းမှာဆိုလို့ရှိရင်ဒါဧကန်း နောက်ဒီဖက်ခါမှာဆိုရင်ဒါဖရခံနောက်ဒီမင်္ဂလာဒီကနေပြီးတော့မှတက်လာလို့ရှိရင်မောင်းရှိတယ်ရွှေမောင်းငွေမောင်းဆိုပြီးတော့မှမောင်းနှလုံးထားပေးတယ်ဒီရွှေမောင်းငွေမောင်းရဲ့ဟိုအတုံးချပုံကဘယ်လိုတော့ဆိုတော့မနဲ့တခါမိုးလင်းလာပြီဆိုလို့ရှိရင်မင်္ဂလာယူတဲ့အနေနဲ့ဒီမောင်းကိုတီးပေးရတယ်ရွှေမောင်းတီးတယ်ငွေမောင်းတီးတယ် နောက်ညနေတခါနေဝင်တဲ့အချိန်မှာတခါနေဝင်တဲ့နေဝင်ခါနေမှာတခါပြန်ပြီးတီးပေးတယ်ဒီမောင်းကိုဆိုတော့ဒါဟိုမင်္ဂလာယူတဲ့အခါပုံစံမျိုးပေါ့နောက်ဒီအတွင်းဖက်မှာဆိုလို့ရှိရင်ဒီခမ်းမကြီးရှိတယ်ဒီခမ်းမကြီးကဘယ်လိုလုံးဆိုတော့ဒီမှာဒီဒီပုံစံထဲအတိုင်းပဲဒါတလွန်း တလွန်ရတယ်ဒီကြီးကြီးစောပွားကြီးကတော့တလွန်ရတယ်ဒီတလွန်ပေါ်မှာတော့ဒီမေတော်နဲ့ဒီဒီအဖေနဲ့သူတို့ကကြော့ခံတဲ့နေရာတော့ဟိုခမ်းမကြီးဖြစ်တယ်နောက်ပြီးတော့မှဒီနောက်ကဒီပုံကရှင်တိတ်ပုံဟိုအမတ်တစိတ်ရထားတယ်ဒီအမတ်တစိတ်ကဘာဟိုဟိုကိုစားပြုံးဆိုတော့ဒီရှေးဘရင်လက်ထက်မင်းတုံးမင်းလက်ထက်ကလေးက တော့ပေးထားတဲ့ရှင်သိအမတ်တစိတ်ဘာဖြစ်လို့ရှင်သိပေးထားလို့ဆိုတော့တော့ရှိရှိတော့ဆစ်ထွက်တဲ့အချိန်မှာဒီကြည်ဒီနယ်ကဒီပုဂ္ဂိုလ်တွေကိုတော့စိတ်ဥမှာတော့ထွက်ခိုင်းတယ်ရဲရင်တယ်ဆိုပြီးတော့မှရှင်သိနဲ့အလားတန်တူတယ်ဆိုတော့မှဒီရှင်သိရဲ့တစိတ်ကိုတော့ချင်းမြင်ပေးထားတယ်နောက်ပြီးတော့မှဒီဟောထဲမှာသူရဲ့အဆောင်ကြောင်တွေကဘယ်လိုထားရုံဆိုတော့ လန်နေထားရဲလန်ထားရဲနောက်ဒူးလေးထားရဲတရှိစတဲ့ဖြစ်မို့လေဟိုဟိုတနတ်အမြောက်တွေပါလေထားရဲဟိုအဲ့တော့ဆိုတော့ဟိုရန်ထောက်တနတ်ပေါ့အဲ့ဒါမျိုးတွေထားရဲနောက်ဒီပုံမှာဘာလို့ဆိုတော့ဒီရှေးဘရင်လက်ထက်ကလေးကတော့အမိန်တော်ပြန်နှန်းဆိုပြီးတော့မှတော့ပေးထားတာရှိတယ်အဲ့ဒီပြန်နှန်းကိုဟို ဘယ်လိုခေါ်မလို့ဆိုတော့ချင်းတောင်းလေးပုံစံမျိုးထဲမှာဟိုသွားထည့်ထားရတယ်ထည့်ထားပြီးတော့မှဒီအပေါ်မှာဟိုတင်ထားပြရတယ်ဘောင်းဆိုတော့ဟိုပြန်တန်းအမတ်တစိုက်ကိုလေဆိုတော့သူခန့်အပ်ထားတဲ့စောဘခန့်အပ်ထားတယ်ဆိုတော့တဘောမျိုးပေါ့အဲ့လိုပြထားတာရှိတယ်အဲအဲ့ဒါပဲဒီမျိုးရဲ့ဒီပုံစံရဲ့အခြေအနေကတော့ တခြားဟိုထူးထူးခြားခြားတော့မရှိပါဘူး။ဒါပေမဲ့ဥရောဒီတောင်ကြီးမှလာနေတော့ဒီဟော်နန်းဒီကြေးတီမှရှိတဲ့ဟော်နန်းပုံစံမျိုး အနေထားတော့မရှိဘူး။ဆိုတော့ဒီမှာဟိုလာရောက်တဲခူရတဲ့ပုံစံမျိုးပဲဟိုဘာလို့ဆိုတော့အရင်ကအဖေရှိတုန်းကဆိုရင်ကြေးတီမှတော့ဟော်နန်းမှတော့နေပြီးတော့မှတောင်ကြီးကိုတစ်နေ့တစ်ခါတို့ဒီမှာ အစီဝေးရှိတဲ့အချိန်မှာတို့လာပြီးလာတဲဖို့ပြို့ဖို့ဆိုပြီးတော့မှဒီတောင်ကြီးမှာတိုင်းဒီအိမ်ဆောက်ထားတာဆိုတော့ဇော်ဝနေတယ်ဆိုတော့ဟော်ဖြစ်တော့တော့ပေါ့ဆိုတော့ဇော်ဝဟော်ဆိုလို့မှကြည်တီဟော်ဆိုပြီးတော့ဒီတောင်ကြီးမှာအဲပြန်ဆောက်ထားတာရှိတယ်။ တွင်းမှာထားတဲ့ဓာတရှိကြီးအဲဟောဟောဆောင်ဓာပေါ့လေဥတော်တော်အဲ့လိုသူ့နာမည်မဲ့ထားတာတော့ဟောဆောင်တဲ့ဓာပဲဆိုတော့အဲ့တရှိကြီးကလည်းဒီကြည်ကြီးနယ်ကနေပြီးတော့မှလှုပ်တဲ့ဓာကိုရှိရှိကလေးကဒီနေပေါင်းအခုဆိုရင်နေပေါင်း140လောက်တော့ရှိပြီထူးခြားချက်ကဟိုအခုရိုးရိုးဓာတွေနဲ့မတူဘူးဒီဓာကြီးက ဟိုထိုးပြီးတော့မှဒီတအိမ်ကနေချုပ်ပြီးတော့မှလက်ပေါ်ကိုတင်လိုက်တဲ့အချိန်မှာသူကဟိုအတော်ကချက်ချင်းထောင်ထောင်တက်လာတယ်။ဘာလို့ဆိုတော့ဒီ balance ညီတဲ့ပုံစံမျိုးပေါ့လေဒီသူတို့အဲ့လိုလုပ်ရတာဒါသူတို့အမှုပညာတမျိုးပေါ့လေသူတို့အဲဦးတဘောကတော့ဘာလို့ဆိုတော့ဒါရှေးရှေးကလေးကဒီအစဉ်လာရှိခဲ့ပြီးပြီလို့တော့ကိုမင်းကိုချင်း ဒီဘုမာဘုရင်တွေကလည်းတော့သူဟောတူနန်းသူတီတူနန်းနဲ့သူရှိခဲ့တယ်သူရှမ်းပြည်မှာလည်းသူစော်ဝါသူတီတူနန်းရှိခဲ့တယ်ဆိုတော့ဒီပစ္စည်းတွေဟာဖြောက်ဖြက်လို့မရဘူးလေဘောင်ရှိခဲ့တဲ့ဥစ္စာကိုလုတ်ကြံတဲ့ဥစ္စာမျိုးမှမဟုတ်တာဆိုတော့ဒီပစ္စည်းတွေဟာထိမ့်သိမ့်နိုင်လေကောင်းလေလို့အဲ့လိုဆန္ဒရှိတယ်လေနောက်နောက်လာနောက်သားတွေတီးအောင်ပေါ့ ကျွန်တော်တို့ဒီရှမ်းရေလို့မဟုတ်ဘူးလူမျိုးတိုင်းမှာပဲလင်းတော့ရှမ်းပြည်မှာကြီးပြင်းလာတဲ့လူပဲဖြစ်ဖြစ်ဒီကလားပဲဖြစ်ဖြစ်တရုတ်ပဲဖြစ်ဖြစ်ဆိုဒီရှမ်းပြည်မှာကြီးပြင်းလာတယ်ဆိုတော့ဒီသူကလည်းရှမ်းပဲလင်းတော့ပြောမယ်ဆိုရင်တော့အောင်ဆိုဒီမြေမှာကြီးပြင်းလာတဲ့လူဒီမှာရှိတဲ့အယူဆအထင်းထင်းဟိုဟာပေါ့လေရင်ကျင်းမှုတွေကိုထိမ့်သိမ့်ဖို့လူတိုင်းမှာတာဝန်ရှိတာပါဩငါ ရှမ်းပဲငါတိတ်ပဲမဟုတ်ဘူးအဲ့လိုတဘောထားလို့မရဘူးဥမာငါဒီနေမီမှာငါကြည့်ဖြစ်လာတယ်ဘူးဒူးရဲမဆိုဘောလေနော်ဒါဟိုသူ့နေမီနဲ့သူအလိုက်သူ့ရင်ကျင်းမှုနဲ့သူဒါစောင့်ရှောက်ထိန်းနှိမ်ဘူးဟာလူတိုင်းမှာတာဝန်ရှိတယ်လို့ပဲဦးလေးကတော့ပြောချင်တယ်လေလေအားလုံးပဲမင်္ဂလာပါကျွန်တော်တို့အခုတင်ဆက်ကြပြမှာတော့ကျွန်တော်တို့ရှမ်းနန်တွင်အလကာ တိုင်းအကဖြစ်ပါတယ်ဒီနန်တွင် အလကားတဲ့တိုင်းကိုကျွန်တော်တို့ Shine Youth Organization SYO ရှမ်းလူငယ်များအတင်းကနေပြီးမှပြန်လည်ဖော်ထုတ်ထားတဲ့အကဖြစ်ပါတယ်ကျွန်တော်တို့မိဘပြည်သူများကြည့်ရှုခံစားကြကြပါခင်ဗျာ thank you င်းတော်တဆိတ်ခါကျွန်တော်အခုတင်ပြမှာကတော့ကမ္ဘောဇာတော်ဝန်ရှမ်းယူရာဓာတ်သိမ်းပညာရဖြစ်ပါတယ်ခင်ဗျဒီဓာတ်သိမ်းပညာရဆိုတာကျွန်တော်တို့ရှေ့ပဝေတနီတဲကကျွန်တော်တို့ရှမ်းစောဘာမြလက်ထက်ခဲကစစ်တိုက်ရာတွင်အသုံးပြုသောကမ္ဘောဇာဓာတ်သိမ်းရေလို့မြန်မာနိုင်ငံမှာထင်ရှားကြော်ကြားတာရင်းနှီးချေတည်ရှိပါတယ်ယနေ့မြန်မာနိုင်ငံမှာကြော်ကြားနေသောကမ္ဘောဇာဓာတ်တွေမှာဟမ်ငိုင်းဆိုတဲ့ကျွန်တော်တို့ရှမ်းပြည်နယ်တောင်ပိုင်း KC ဒေတာနေအတွင်းမှာရှိတဲ့ဟမ်ငိုင်းရွာမှာလုတော့ ဒီဟမ်ငိုင်းသားလို့ခေါ်ပါတယ်ခင်ဗျဒီဟမ်ငိုင်းသားမှာအယူအတွာတို့မှာအားလုံးကဘယ်လိုညီနေလဲဟိုဘလို့ထောင်းထောင်းသူကမကြဘူးဗောနော်တင်လာတဲ့သဘောတရားရှိအမှအပိုင်းသုံးမှရှိရဒါတစ်ချောင်းမှာအဲခုတ်ဝမ်းပိုင်ဝမ်းခံဝမ်းဆိုတော့ဝမ်းသုံးဝမ်းရှိတယ်ခင်ဗျဒါကအပေါ်မျက်နှာစာရဲ့ဒါကမျက်နှာစာသုံးဝမ်းပြီးရင်ဒီဓာတ်ရဲ့ဘေးမှာကဖြီဝမ်းဖြတ်ဝမ်း ပိတ်ဝမ်းဆိုပြီးတော့1 3ဝမ်းရှိပါတယ်ခင်ဗျာထုံနည်းတူသားပဲဒီဘက်မှာလည်း3ဝမ်းရှိတယ်အားလုံးပေါင်းတော့6လမ်းရှိပါတယ်ပြီးတော့တတိယတစ်နောက်မှာတရိုးစောင့်ခြင်းဖြစ်ပါတယ်ဒါမျိုးသွားလဲပေါ့နော်အဲ့တော့ရှမ်းသားမှာရန်သူကိုအခြားပညာရက်တွေနဲ့လို့အားကြီးနဲ့ခုတ်တာမဟုတ်ပါဘူးခင်ဗျာအယိုးအယီဖြတ်ခြင်းဖြစ်ပါတယ်အဲ့တော့နွဲ့နွဲ့နောင်နောင်ပျော့ပျော့ပြောင်ပြောင်နဲ့သွားလဲအလေးထားရှိပါတယ်ဒါကြောင့်မလို့ရှမ်းကမ္ဘောဇာပညာရက်ဆိုရင်နွဲ့နောင်ခြင်းပျော့ပြောင်ခြင်းရှိပါတယ်နောက်တစ်ခုကျွန်တော်တို့ရှမ်းသားတွေမှာဓာကျိုးကို တခြားသားတွေနဲ့လို့တစ်ဖက်မှာမချီဘဲနဲ့ထိတ်မှသာချီချင်းအကြောင်းရင်းကတော့ဒီဓားကျိုးကိုရှမ်းသားတွေကတိမ်မဓားကိုထုတ်လိုက်တာနဲ့ဓားကျိုးကိုဒီလိုကင်မှာတခါကြ။ဘာကြောင့်ဒီလိုကင်လဲဆိုတော့ဒီဓားကျိုးနဲ့တစ်ဖက်ကရန်သူရဲ့လက်ကောက်ကခြေတောက်တို့ဆွဲပတ်ရစ်တယ်။ဥပမာဆိုကြပါစို့ဒီလိုဖမ်းရစ်ဖမ်းလိုက်တယ်။ဖမ်းရစ်ပြပြလို့ကတောက်တယ်ပေါ့နော်။ဒီလေတို့အယိုးကြောတွေကိုထက်တောက်ချင်းတို့ဒီဓားကျိုးကတက်ချင်းဖြစ်ပါတယ်။ဒီဓားကျိုးမှာတချို့ဆိုရင်ခဲတို့ဟောပေါ့နော်။တန်တို့စူးတို့ပါပါတယ်ခင်ဗျ။ဒီကျိုးနဲ့ပါရစ်ပတ်တယ်ပေါ့ရစ်ပတ်တယ်ဆွဲဖြတ်တယ် တစ်ဖက်ကရန်သူကခုတ်လိုက်အလက်ကိုဒီလိုရစ်ပတ်လိုက်တယ်ပိုက်ပြီးမှဆွဲတယ်ဖြတ်တယ်ပေါ့တချို့ကျတော့တချို့ချမ်းမကြတာကိုကျတော့မျက်ရည်ကျိုးလို့တချို့ကခေါ်ကြတယ်အခုတော့ဒီသားကြီးရဲ့ပတ်သက်တဲ့အားကိုကျွန်တော်အနေငယ်ပြသပေးပါမယ်